spicy ဟိုလေးတွေ Okay ဒီလိုလေးမင်းသားပိုစားတယ် spicy ခေါက်သေးဆိုတဲ့အတိုင်းပဲမလေး Hello ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီနေ့ဟိုကပရိသတ်ကြီးတို့ကိုမာလာရှန်ကော့တပွဲကို9000နဲ့စားလို့ရတဲ့နေရာကိုခေါ်လာဖြစ်ပါတယ်ကဲအဲ့တော့ဒီရှစ်ဆိုင်ရရဒီဟာပေါ့နော်နာမည်လေးကဝိုင်းတုံချစ်ပါလှဲလေးကအပြာရောင်လေးနဲ့အဲ့တော့အရင်ဆုံးမာလာအောင်မယ်ပြီးမှဒီဆိုင်လေးဘယ်နေရာမှာရှိလဲဆိုတာပြပြအောင်မယ်အခုမာလာရှန်ကော့တပွဲလား ဒီမှာမာလာရှမ်းကွက်မြေတခြားဟောပါတယ်ရတယ်တဲ့။ဒီကတော့မာလာမောက်ရှမ်းမာလာဟဲ့မာလာခေါ်ဆိုစပိုင်စီခေါ်ဆိုတမန်တော့တမန်စီတန်ဆက်ဖက်တော့ဘာဘာတမန် င်မာလာရှန်ခွက်နဲ့ spicy ခေါက်ဆွဲရပါပြီမာလာရှန်ခွက်ကဒါတပွဲကို9000ပေါ့နော်အဲ spicy ခေါက်ဆွဲကတော့3000နဲ့900ပါအဲ zelot ဆယ်ကတော့ဒါတပွဲ9000ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်တော့မာလာရဲ့ဈေးတက်တဲ့အခါကျတော့ဒါလေးရ1000တော့တတ်မယ်တို့ကဆန်ရှင်းပြောပါတယ်အဲတော့9000နဲ့မာလာရှန်ခွက်ရဲ့အရသာဘယ်လိုမျိုးနေမလဲဆိုတာမင်းကြည့်ပါမယ်ဟင်းနည်းနည်းလေးနဲ့ဆက်နည်းနည်းလေးနဲ့ထုံတယ် းကကြက်ဥချောင်းရေငုံဥရေပြီးတော့အရွက်တွေကတော့အဆုံးပါပဲဗောနော်တော်လေးစားလို့ကောင်းတယ်မိုက်တယ်ဒါတော့စပိုက်စီခေါက်ကျွဲဗောနော်ပါရာကတော့မာနာရှင်ကပါတဲ့အရွက်ရေကြက်ဥချောင်းရေငုံဥရေပဲဒါပေမဲ့ကျုပ်ခေါက်ကျွဲကြတော့စပိုက်စီခေါက်ကျွဲဖြစ်သွားမှာဟမ်ဟမ်လေမင်းသားပူစားတယ် စပိုက်စီခေါက်ဆဲဆိုတဲ့အတိုင်းပဲမလေးဆက်ပြီးအောင်အရွယ်လေးစားအင်းဒီဆိုင်ထဲမှာကြတော့မာလာနဲ့ပတ်သက်တဲ့ငမာလာရှက်ကောမာလာမောက်ချိုင်မာလာခေါက်ဆွဲပြီးလို့ရှင်မာလာဟင်းနေလည်းရရပေါ့နော်ပြီးလို့ရှင်အထောင်းနေလည်းရရဲကျက်ချစ်တော်ထောင်းတမော်စီထောင်းတမော်စီထောင်းဆိုလို့ရှင်တပွဲကမှ3တောင်ကျက်ချစ်တော်ထောင်းဆိုလို့ရှင်4တောင်ပဲရှိရဲပြီးလို့ရှင်မမားထောင်းလည်းရရဲပြီးတော့ကွာထမင်းမဲစားခြင်းလည်းဆိုတဲ့သူတွေအတွက်လည်းနှစ်ဖက်ထမင်းတော့ထမင်းတုပ်တို့လည်းရပါတယ်ရှင် ဲ့လိုမျိုးလက်ဖက်ထမင်းတော့ထမင်းတော့ဆိုရင်တပွဲမှ2500 2500 3000အဲ့လောက်ပဲရှိပါတယ်ဈေးနဲ့အញ្ញိုင်းမကြည့်ဘူးပေါ့နော် အဝမ်ဒီနေ့အစာပြေလာစားခဲ့တဲ့ဆိုင်လေးကတော့ဒါကြောင်မြောင်းသတိပဋ္ဌာန်လမ်းမှာပေါ့အတော့ကစီးသေးအနောက်မှာဆိုရင်ကမ္ဘောလာဘန်ရှိရပါတော့နော်ဆိုင်နံပါတ်လေးကကြတော့ဝိုင်းတုံချစ်ပါဒီဝိုင်းတုံချစ်ဆိုရဲဒီမာလာရှန်ကောဆိုင်လေးကတော့ဒါညနေ3:00လောက်ကနေပြီးတော့ည9:00နာရီလောက်ဒီဖွင့်ပါရှင်အဲ့တော့မာလာအရသာလေးကိုချစ်တီမိမိလေးနဲ့ဈေးတန်တန်လေးနဲ့စားကြနေဆိုလို့ရှိရင်ဒီကြောင်မြောင်းကဒီဝိုင်းတုံချစ်ဆိုရဲဆိုင်ဒီမှာလာပြီးအပ်ပေးလို့ရပါရှင်ဒီနေ့ဘယ်လိုလုပ်ကြလဲပါတက်တာ